ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်မေလ10ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့် တယံဇာတကိုတဦးတယောက်တစုတပွဲကစီမံခန့်ခွဲတာမျိုးလုံးဝလက်ခံလို့မရကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။တယံဇာတကိုတဦးတယောက်တစုတပွဲကစီမံခန့်ခွဲတာမျိုးလုံးဝလက်ခံလို့မရကြောင်းပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြည်ထောင်စုအဆင့်တယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဤ9မြေဆောင်2025အစည်းအဝေးမှာဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။မိမိတို့အနေနဲ့ ယခုအချိန်ဟာတော်လှန်ရေးကာလအလွန်အကောင့်ထဲပေါ်ဆောင်မြင့် Federal တည်ံဇာတမူဝါဒလုပ်ငန်းစဉ်ကိုအထောက်အကူပြုစေဖို့ပြည်သူ့ဗဟိုပြုတည်ံဇာတစီမံခန့်ခွဲမှုဆိုင်ရာအလေးအထများဖွံ့ဖြိုးတိုးတက်အောင်လက်ကျင့်ပြိုးထောင်နေခြင်းလည်းဖြစ်၍တည်ံဇာတကိုတဦးတယောက်တစုတပွဲကစီမံခန့်ခွဲတာမျိုး လုံးဝလက်ခံလို့မရကြောင်းဝန်ကြီးချုပ်ကပြောပါတယ်။ဒါအပြင် တယန်ဇာတသည်ပြည်သူအားလုံးပိုင်ဆိုင်သည့်တိုင်းပြည်အမွေအနှစ်ဖြစ်သောကြောင့်အသွင်ကူးပြောင်းရေးကာလရောက်တဲ့အခါမှာတော်လှန်ရေးကာလလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့တော်လှန်ရေးအစိုးရရဲ့အသုံးစရိတ်တွေကိုပြည်သူလူထုထံပွင့်လင်းမြင်သာစွာချပြပြီးရှင်းတန်းတဲ့တကွရှင်းလင်းတင်ပြပေးရမှာဖြစ်ကြောင်းဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။အစည်းအဝေးသို့ပြည်တော်စုအဆင့်တယန်ဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဖွဲ့ဥက္ကဋ္ဌပြည်တော်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဖြစ်ကြသည့်တယန်ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနစီမံကိန်းဗန္ဓာရေးနှင့်ယင်းနှမြုံနယ်မှုဝန်ကြီးဌာနလျှက်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုဒုတိယဝန်ကြီးများနှင့်အတွင်းဝန်များပြည်ထောင်စုဝန်ကြီးချုပ်ယုံမှအတွင်းဝန်နှင့်ပြည်ထောင်စုအဆင့်တင်ရန်ဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏တွင်ရေးမှုယုံအဖွဲ့တို့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်ခင်ဗျာ ုတိယသတင်းအနေဖြင့်သခိုင်းငလင်ဘေးအပေါ်မင်းအွန်လိုင်းဤခီးသွွားမြင့်တင်ရေးအစီအစဉ်ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။သခိုင်းတိုင်းဒေသကြီးတွင်ငလင်ဘေးတံကြောင့်အိုးအိမ်များပြိုပျက်အသက်ဆုံးရှုံးမှုများနှင့်ဒေသခံများ၏ဘဝများထိခိုက်ပျက်စီးခဲ့ရသည့်အချိန်တွင်စစ်ကောင်းဆောင်မင်းအွန်လိုင်းဤအာနာသိန်းစစ်တပ်ကထိခိုက်နစ်နာသူများအား ှစ်ယောက်စွာကုညီထောက်ပံ့ရန်ပြက်ကွက်ယုံမျှမကထိုဘေးဒဏ်ကိုအမျက်ထုတ်ရန်ရှက်ဖွယ်ကောင်းသောအစီအစဉ်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်စစ်တပ်၏ထုတ်ပြန်ချက်တွင်ငလင်ဘေးသင့်ဒေသများသို့ပြည်တွင်းပြည်ပခီးသွားများကိုဖိတ်ခေါ်ကာပျက်စီးမှုများကိုလေ့လာကြည့်ရှုရန်နှင့်ထိုဒေသရှိဟိုတယ်နှင့်ခီးသွားလုပ်ငန်းများမှတဆင့်ဝင်ငွေရရှိရန်အကြံပြုထားပါတယ်ဤအဆိုသည်လူသားချင်းစာနာမှုကင်းမဲ့ယုံသာမကဒေသခံများ၏ဆုံးရှုံးမှုနှင့်ဝန်내မှုကိုအတုံးချကာစီးပွားရေးအကျိုးအမြတ်ရှာဖွေရန်ရည်ရွယ်သည့်ရက်ဆက် က်ကြမ်းကြုတ်သောလုပ်ရက်တစ်ခုဖြစ်ပါတယ်။ငလင်ဘေးဒဏ်ကြောင့်အိုးအိမ်မဲ့သူများအသက်ဆုံးရှုံးခဲ့ရသူများဤမိသားစုများနှင့်ဒဏ်ရာရသူများသည်အရေးပေါ်အကူအညီပြန်လည်ထူထောင်ရေးနှင့်စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများလိုအပ်နေချိန်တွင်စစ်တပ်ကထိုအစားသူတို့ဤဝမ်းနည်းဝယ်အခြေအနေကိုခီးသွွားဆွဲဆောင်မှုအဖြစ်အမည်တပ်ကစီးပွားရေးအခွင့်အလမ်းအဖြစ်ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ဆလဘီဟ ோம் လင်းမြို့အနီးနဲ့တာစီမြို့အနီးတွင် Richter scale 0.3အဆင့်နှင့် Richter scale 5.3အဆင့်မြင်းကလင်းများလှုပ်ခတ်တဲ့သတင်းကိုတင်ပြပေးပါမယ်။မေလ9ရက်နေ့ည8:10မိနစ်အချိန်ခန့်တွင်သကိုင်းတိုင်း Homelin မြို့အနီးမြေအောက်အနက်130ကီလိုမီတာကိုဗဟိုပြု၍ Richter scale 0.3အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့်မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ကြောင်းမြို့သားညီညွတ်ရေးအစိုးရမှသတင်းထုတ်ပြန်ပါတယ်။အလားတူမေလ9ရက်နေ့နေ့လယ်3:00မိနစ်အချိန်ခန့်တွင်မန္တလေးတိုင်းသာစီမြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍ Richter scale 5.3အဆင့်နှင့်အင်အားအသင့်တင့်ရှိသည့်မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။စကိုင်းငလင်ကြီး၏နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက်ငလင်ဘေးဆောင်းရန်ရှောင်းရန်သတိပြုရန်များနှင့်အညီနေထိုင်ကြပါရန်အသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတီဘောမြို့နယ်နှင့်နောင်ချိုမြို့နယ်တွင် PSLF TNL မြေယာနှင့်တစ်တော်ထိမ့်သိမ်းကာကွယ်ရေးဌာနမှတရိပ်ပေးဆိုင်ပုံများတက်ဆင်တဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်းပြည်တပ်မှနှင့်နယ်မြေတီဘောမြို့နယ်နှင့်နောင်ချိုမြို့နယ်တွင် PSLF TNL မြေယာနှင့်တစ်တော့ထိမ့်သိမ်းကာကွယ်ရေးဌာနမှသတိပေးဆိုင်ပုံများလိုက်လံတက်ဆင်ပေးခဲ့ကြောင်း PSLF TNL မှသတင်းထုတ်ပြန်ပါတယ်။ထို့သတိပေးဆိုင်ပုံများကိုမေလ6ရက်နေ့တွင်တီဘောမြို့နယ်အတွင်းရှိတီဘောကျိုးဝိုင်းနှင့်ကွမ်းလုံကျိုးဝိုင်းမေလ9ရက်နေ့တွင်နောင်ချိုမြို့နယ်ရှိကောက်ထိပ်တရားတွင် PSLF TNL တစ်တော့ထိမ့်သိမ်းရေးဌာနမှသတိပေးဆိုင်ပုံများကိုလိုက်လံတက်ဆင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့သတိပေးဆိုင်ပုံတွင်တစ်ဝါခုတ်ချင်း တော်မီရှို့ချင်းစသည်တို့ကိုမပြုတ်လောက်ရန်ပြုတ်လောက်ပါကထိရောက်စွာအေးယူမည်ဟုပါရှိပါသည်ထိုသတိပေးဆိုင်ပုံများကိုပြီးခဲ့သည့်ဧပြီလတွင်လည်းကုတ်ခိုင်မြို့နယ်နှင့်နမ်ခမ်းမြို့နယ်တို့တွင်စုစုပေါင်းသတိပေးဆိုင်ပုံ52ချက်တက်ဆင်ခဲ့ပြီးဖေဖော်ဝါရီလတွင်လည်းပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNLA ဤမြေယာနှင့်တစ်တော်ထိန်ထိန်ကာကွယ်ဌာနမှတမဟာ3နယ်မြေမုံမိတ်မြို့နယ်အတွင်ကန့်သက်ကျိုးဝိုင်း9ဝိုင်းသတ်မှတ်ပေးခဲ့ပါတယ်ခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့် Urban Operation Column ရဲ့ဂန်းငါလက်ကမ်ပိန်းမိတ်ဆက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဒေါ်လန်ရဲ့အတွက်လိုအပ်နေတဲ့ကွက်လက်တစ်ခုကိုဖြည့်ဖို့ Urban Operation Column ရဲ့ဂန်းငါလက်ကမ်ပိန်းလေးကိုပါဝင်နိုင်ကြောင်းဖိတ်ခေါ်ထားပါတယ်။ Urban Operation Column ဆိုတာမြို့ပြနှင့်မြေပြန့်စစ်ဆင်ရေးတွေကိုမဟာဗျူဟာကြကြအလုံးလုံးနိုင်ဖို့ပြင်ဆင်စုဖွဲ့ထားပြီးယခင် Southside Ranger SS Ranger ဆိုတဲ့နာမည်ဖြင့်ရန်ကုန်မြို့ပြ UG Mission တွေတောင်ပိုင်းတိုင်းစခန်းသိမ်းတိုက်ပွဲတွေနဲ့တိုက်ပွဲငယ် ယ်တွေအညာဒေသစစ်စင်ရေးများနှင့်စစ်တင်တန်းပို့ချမှုတွေလှုပ်ဆောင်ခဲ့တဲ့စစ်ကြောင်းတစ်ကြောင်းဖြစ်ပါတယ်။ကမ်ပိန်းကိုလှုပ်ရခြင်းဟာ လက်ရှိလက်နက်ခဲယမ်းမပြည့်စုံမှုများကြောင့်မဟာမိတ်များနှင့်ပူးရွေးပြီးစစ်စင်ရေးများတွင်အလှကျလက်နက်များကိုငှားယမ်းသုံးစွဲနေရပြီးကာကင်းများတိုက်ပွဲများပေါ်ဆောင်နေရကပြုလုပ်မည့်ကမ်ပိန်းအောင်မြင်ဖို့လိုအပ်တယ်လို့ဆိုပါတယ်လက်ရှိ UOC အဖွဲ့ဟာစစ်စည်းကမ်းကောင်းမွန်တဲ့စစ်အင်အားတရက်ဖြစ်လာစေဖို့နှင့်မြေပြင်သို့စစ်စင်ရေးများဝင်ရောက်ထိုးဖောက်နိုင်ရေးအတွက်ပြင်ဆင်မွမ်းမံရင်းမဟာမိတ်တပ်ဖွဲ့များသို့အရာရှိငယ်တင်တန်းဖောက်ခွဲရေးတင်တန်းမျိုးပြစစ်စင်ရေးတင်တန်းများပို့ချလျက်ရှိပါတယ်ခင်ဗျာအခုတင်ပြခဲ့ တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီနဲ့ Kashel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။